အမကြီးများတော့ပြီးတော့ကိုကိစားကိုကြီးသူလည်းသူကိစားကိုသူကြီးအဲ့တော့သူလည်းသူကသူကောင်းအောင်ဘုရားဟောတရားနဲ့အညီနေထိုင်ကိုလည်းပဲဘုရားဟောတရားနဲ့အညီကိုကိုကိုကောင်းအောင်ဖန်တီးအဲ့ဒါဆိုရင်ဘာမှပြဿနာမရှိတော့ဘာဖြစ်လဲဆိုတော့ကိုပဲကြီးတော့လဲကိုကကိုအကောင်သူပဲကြီးတော့လဲသူကသူအကောင်ဆိုတော့ဒီကောင်းတာမကောင်းကြီးကဘာရှိမှာမကောင်းကြီးကဘာမှမရှိတော့ဒါကြောင့် ကိုကိုကိုသာဂယူဆိုင်ပါနော်ကိုတော့ပဲကိုကြည့်ပေါ့ဒါစကားနည်းနည်းရိုင်းနည်းနည်းကျမ်းနဲ့ရိုင်းတဲ့ပုံမျိုးပဲကိုတော့ကိုကြည့်ပါဠိလိုအတ္တရတနောနာတော့အဲ့တော့ကိုတော့ကိုကြည့်ဆိုတော့ခုပြောတယ်ဘုဘတိပဲလူများပဲသွားကြည့်ရင်တော့လူများသူ့ဟာသူကကြည့်နေတာသူ့ကိုသူသူကြည့်နေတာကိုကစေတနာထားပြီးသွားကြည့်တော့သူကနှစ်ခါဖြစ်သွားပြီးကိုဘကယော့သွားပြီးသူ့ဘက်မှာများသွားတယ်ဒါကို မညီညွတ်မမျှတတော့ဘူးလို့ခေါ်တယ်ဆိုတာမညီညွတ်မမျှတတော့ဥပမာပို့တာသွားတယ်အဲ့တော့တရားမှန်သမျှဟာညီညွတ်မျှတမှုရှိရမယ်နော်ဒီစကားလေးလက်မှတ်ထားတရားမှန်သမျှကညီညွတ်မျှတမှုရှိရတယ်ညီညွတ်မျှတမှုရှိရတယ်အဲ့တော့ညီညွတ်မျှတမှုမရှိရင်အဲ့ဒါတရားမဟုတ်ဘူးညီညွတ်မျှတတယ်ဆိုတော့ကြည့် င်းချမှာညီနေလို့ရှိရင်သူကတန်းနေသွားတယ်ဒီဘက်ကတန်ဖိုးနဲ့ဟိုဘက်ကတန်ဖိုးညီနေဒါ is equal to ဆိုပြီးတော့ညီမြချင်းလို့တော့ညီမြချင်းကတန်းနေနေတာအဘိုးလည်းမရှိလို့လည်းမရှိဘူးအဲ့ဒါတရားမှန်သမျှညီညွတ်မြတ်တတ်ကြတယ်အဲ့တော့ဒါဟုတ်တစ္ဆာလို့လည်းဆိုလို့ရတယ်တစ္ဆာဆိုတာအမှန်တရားအမှန်တရားကညီနေတယ်မြနေတယ်ဘယ်သူ့ဘက်မှမလိုက်ဒါကြောင့်တရားမှန်သမျှကညီညွတ်မြတ်တတ်တဲ့အတွက်ဒီမှာစကားတခွန်းထုတ်လို့ရတယ် နော်ဗာစကားလေးလဲဆိုတော့တရားမှန်သမျှလမ်းဖြောင်းရတယ်ဆိုတာခုနပြောတဲ့ညီမြချင်းဆိုတော့ဖြောင်းနေတာနော်ညီမြချင်းဆိုတာတော့သူဖြောင်းနေတာသူကတရားမှန်သမျှကလမ်းဖြောင်းရတယ်ဘယ်တရားပဲဖြစ်ဖြစ်သူ အဖြောင်းအတိုင်းပဲသူသွားတယ်သူတွေကဘာဖြစ်လို့အဲ့ဒီတရားနဲ့သွားချိန်သားမကိုက်လဲဆိုတော့မဖြောင်းဘူးဟိုလိုလိုသူလိုလိုဖြစ်ဟိုအတွက်ကိုကြည့်ဆိုတော့သူ့အတွက်သွားကြည့်လိုက် နော်သူအတွက်တော့ပူလိုက်ဟိုလူအတွက်ပူလိုက်ဒီလူအတွက်ပူလိုက်ဟာဟိုပစ္စည်းအတွက်ပဲဟိုပစ္စည်းဒီပစ္စည်းอ่ะကိုမမဟုတ်ဘူးဟိုလူဒီလူอ่ะကိုမဟုတ်ဘူးနော်ဟိုဘာသာရေးဟိုနိုင်ငံရေးဟိုလူမှုရေးอ่ะကိုမဟုတ်ဘူးမလုံးနဲ့လို့ပြောတာလည်းမဟုတ်ဘူးမတွေးနဲ့မပြောနဲ့လည်းမဟုတ်ဘူးတရားနီလန်းတကြညံ့ညတာတာညီညီညွတ်ညွတ်သူတရားကိုတရားပဲဒီလိုသွားကြအဲဒီလိုဆိုလို့တာနော်ဒီလိုဆိုလို့တာအဲဒီတော့ သူ့ဘက်ကိုကြည့်လိုက်သူကတချက်ဆိုရင်ကိုယ့်ဘက်ကလည်းတချက်ပဲပြီးပြီဒါပဲနော်ဒါဒီဒီနိုင်ငံရေးစကားမှရှိတယ်ဟိုတုန်းကပြည်လုံးစာချုပ်ကြီးချုပ်တဲ့အခါမှာအဲနိုင်ငံတွေနဲ့တယောက်တစ်ချက်စီပဲဆိုပြီးတော့ဒီလိုလာတာအဲဒီမဲ့အဲ့ဒါဖြစ်လားမဖြစ်လားဆိုတာတော့အခုချိန်နေရတယ်အဲတော့တကယ်လို့လည်းညီမအနေမှာပြဿနာမှမရှိကြဘူးညီမတဲ့အခါကျတော့ထလိုက်မယ်ပြူလိုက်မယ်တတ်လိုက်မယ်လိန်လိုက်မယ်ကောက်လိုက်မယ်နိုင်ကျင်လိုက်မယ်အဲဒါတွေအကုန်ဖြစ်ကြတာ နော်ဒါနိုင်ငံရေးသဘောပြောတာမဟုတ်ဘူးတရားရေးရမှာဒီတိုင်းမညီမျှရင်ဘယ်တော့မှတစ္ဆာလည်းမဟုတ်ဘူးတရားနီလန်ကြတယ်လို့လည်းပြောလို့မရနော်တရားနီလန်တရားမှန်သမျှကညီညွတ်ကြတယ်မြတ်တာကြတယ်ဒါကြောင့်မလို့တရားမှန်သမျှလမ်းဖြောက်အဖြောက်ဦးမြတ်တို့ကတရားမှမဖြောက်တာဘာမှမရှိဘူး ဒီတော့အခုပြောတဲ့သဘောလေးကိုသိကြကြည့်။ကာမောင်ကိုရှိဘာမှမရှိရင်တစ်ဖြောင်းနဲ့သွားနိုင်တယ်။ကိုရှိမှတစ်ခုခုရှိနေရင်တော့ကာမောင်တန်တန်ဘလို့မှသွားလို့မရဘူး။အဲဒီသဘာဝကအတေချာ။ဒါကြောင့်မလို့နည်းနည်းလေးမြင့်ပြီးတင်ပြီးပြောရင်ကိုရှိဘာမှမရှိသေးနဲ့။ကိုဘာသာကိုပဲရှိနေ။နော်ကိုရှိမှဘာမှမရှိသေးနဲ့။ခေါင်းကြီးမှလည်းမရှိသေးနဲ့။ဘာပဲပဲပြည့်ကြီးမှလည်းမရှိသေးနဲ့။ဘာရာဝတ္ထုမှလည်းမရှိသေးနဲ့။ ဆိုလိုတာကဒီသဘောတရားလေးကိုသဘောပေါက်အောင်စဉ်းစားကြည့်ကြ။အခုကကိုရှိမှဘာရှိလဲဆိုတော့ဘသူကဘာပြောတာအဖေကဘာပြောတာအမေကဘာပြောတာအဲ့ဒါတွေကနောက်ပတ်ဝန်းကျင်ကဘာပြောတာအစားအုပ်တွေကဘာပြောတာသူများပြောတာတွေရွယ်ကိုရှိမှလာပိတ်။ကိုကိုကိုဟာနဲ့ကိုပြောပြီးတော့ကိုချင်းနေကြတော့ကိုမသိတော့ဘူး။သူများပြောတာရွယ်ကိုကဘုဒ္ဓမာရှိနေတယ် ကိုကိုကိုကပြောပြနေတဲ့ဟာကြီးတခုမှမ